မြန်မာမှာစကိုင်းပြည့်ရကြပြင်းရခုတသမခွန်မဂနီကျူအစင်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တာဧပြီလ၄ရက်မှာတည်င်းတပတ်ပြည့်ခဲ့ပါပြီမန္တလေးတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးတပတ်ပြည့်တဲ့အထိပြိုကြားအဆောက်အဦတွေကြားထဲမှာအသက်ရှင်ကျန်ရစ်သူတွေကိုကယ်ထုတ်နေစေဖြစ်တယ်လို့ပိတ်မိတည်ဆုံးခဲ့သူတွေကိုလည်းတွေ့ရှိနေစေဖြစ်ပါတယ်မန္တလေးမြို့အတွင်းကနေရာတချို့မှာပြိုကျအဆောက်အဦတွေကိုရှင်းလင်းရေးဆောက်လုပ်နေပေမဲ့ တရှိုနေရာတွေမှာတော့အဆောက်အဦတွေကိုရှင်းလင်းဖယ်ရှားပြီးရှာဖွေမှာကိုလက်မခံတာကြောင့်ပိတ်မိနေတဲ့သူတွေကိုတပတ်ပြည့်တဲ့အထီထုတ်လို့မရသေးပါဘူးလူအများအပြားပိတ်မိနေသေးတယ်လို့ပြောဆိုချက်တွေရှိနေတဲ့မန္တလေးက Great Wall Hotel ထဲမှာတော့ပိတ်မိနေသူတွေကိုငလင်လောက်ခဲခဲတာတပတ်ပြည့်တဲ့အထီကဲဆယ်နိုင်တာမရှိသေးဘူးလို့မိသားစုဝင်တွေကပြောပါတယ် မတ်လ28ရက်အင်အားပြင်းငလင်းလှုပ်ပြီးနောက်တနေ့မှာပဲအလုံးလိုက်နေပါရိုင်လဲပြိုကျခဲ့တဲ့မန္တလေးက Great Wall Hotel ကိုကယ်ဆယ်ရေးတွေအ мян ဆုံးရောက်ခဲ့ပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးအဖွဲ့ထင်သလောက်လောက်ကင်ခွင့်မရခဲ့ပဲ Great Wall Hotel မှာတပတ်ပြည့်တဲ့အထိပိတ်မိနေတဲ့သူတွေရှိနေသေးတယ်လို့ပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ ဟိုတယ်ပြိုကျပြီးတပတ်မပြည့်ခင်မှာတော့ဟိုတယ်ထဲပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ပေးဖို့မိသားစုဝင်တွေငိုကြွေးတောင်းဆိုနေတဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်ကတဆင်ပြန့်နှံ့ခဲ့ပါတယ် Great Wall Hotel ကိုငလင်းလုပ်ပြီးနောက်တနေ့ Matchla 29ရက်မှာပဲမိသက်တဖွဲ့အပါအဝင်ရုရှားနဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာခဲ့ပြီးကယ်ဆယ်ရေးတွေစတင်ခဲ့ပါတယ်။ မတ်လ31ရက်ညပိုင်းမှာတော့ဟိုတယ်ကတာဝန်ရှိသူတရှိုးကြောင့်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တရှိုးရပ်တန့်ခဲ့ရတာလို့ပိတ်မိနေသူတရှိုးရဲ့မိသားစုဝင်တအုပ်ဖြစ်တဲ့မယင်းမာကပြောပါတယ်။မတ်လ31ရက်ညပိုင်းကနေဧပြီလ3ရက်အထိတစိမ့်တစ်ပိုင်းရပ်တန့်သွားတာလို့သူကဆိုပါတယ်။ငလင်လှုပ်ရှိမယင်းမာရဲ့ကလေးငယ်2ဦးအပါအဝင်မိသားစုဝင်4ဦးကဟိုတယ်ထဲမှာကြံနေခဲ့ပြီးမယင်းမာကတော့ အစာအုပ်ပြိုကြကြအပြင်တနေရာရောက်နေတာကြောင့်အနေရကနေလွတ်ခဲ့တာလို့သူကရှင်းပြပါဗျ။လူအများပိတ်မိနေတဲ့ရက်ကြလာတာကြောင့်အစာအုပ်ကိုဖြိုချခွင့်ပေးဖို့မိသားစုဝင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကတောင်းဆိုပေမဲ့ဟိုတယ်ရဲ့တာဝန်ရှိသူတချို့ကကန့်ကွက်ခဲ့တယ်လို့သူကဆိုပါတယ်။ဟိုတယ်ကခွင့်ပြုတာမဟုတ်ဘဲနိုင်ငံတော်ကခွင့်မပြုတာလို့ဟိုတယ်ဘက်က တုံ့ပြန်နေအကြောင်းမယင်းမာကသူကြားသိထားတာကိုပြောပါတယ်။ ိုင်ငံတော်လို့ပြောပေမဲ့ဘယ်အစ်စ်အာဏာပိုင်တွေလဲဆိုတာတော့တိတိကျကျသိရတာမရှိသလိုဘာကြောင့်ခွင့်မပြုလဲဆိုတဲ့အကြောင်းအရင်းကိုလည်းသိရတာမရှိပါဘူး။အလားတူမက်စလာ28ရက်ကဟိုတယ်မှာတဲခုခဲ့တဲ့ဧည့်သည်စီးရင်ကိုလည်းဟိုတယ်တာဝန်ရှိသူတွေက ထုတ်မပေးဘူးလို့သူကဆက်ပြောပါတယ်။တစ်ဖက်မှာလည်းကယ်ဆယ်ရေးလုပ်ငန်းများဆက်အောင်ဟိုတယ်အဆောက်အဦဒီဇိုင်းပုံကိုဟိုတယ်ရဲ့တာဝန်ရှိသူတွေစီကိုတောင်းခဲ့ပေမဲ့ တုပ်ပတ်မြင် 3D အခန်းပုံတရှိုးသားပြပြီးဒီဇိုင်းပုံကိုတော့ထုတ်မပေးဘူးလို့မြေပြင်မှာကယ်ဆယ်ရေးလုပ်နေသူတဦးကပြောပါတယ်။အစာဦးဒီဇိုင်းပုံဟာအစာဦးတိဆောက်ပုံနဲ့အခန်းဖွဲ့စည်းပုံတွေကိုစနစ်တကျဆွဲထားတာကြောင့်လေ့ကျင့်သင်ကြားထားတဲ့ကယ်ဆယ်ရေးအဖွဲ့တွေအတွက်အဲ့ဒီပုံရတာနဲ့ကယ်ဆယ်မဲ့လမ်းကြောင်းဖြိုရှားမဲ့နေရာတွေကို အမှတ်အသားလုပ်လို့ရတယ်လို့အင်ဂျင်နီယာတအူးကထောက်ပြပါဗျ အစာအုပ်တစ်ခုကခိုင်ခန့်မှုရှိမရှိ အရည်သွေးပြည့်မီမှုရှိမရှိဒီဇိုင်းပုံကိုကြည့်ရင်သိနိုင်တယ်လို့သူကဆိုပါတယ်။ဒီဇိုင်းပုံတစ်ခုအပေါ်မှာအရည်အသွေးကျူစီလို့ခေါ်တဲ့အရည်အသွေးပိုင်းဆိုင်ရာစစ်ဆေးပြီးကြောင်းတာဝန်ခံထားသူရဲ့လက်မှတ်ပါတယ်လို့ဆောက်လုပ်ခွင့်ပြုတဲ့တပ်ဆိုင်ရာဝန်ကြီးဌာနရဲ့တာဝန်ရှိသူရဲ့နာမည်လက်မှတ်တွေလည်းပါတယ်လို့သူကရှင်းပြပါတယ်။ ဒါပေမဲ့မန္တလေးမြို့ကံဘီတုကပညာရှင်တဦးကတော့ပြိုလက်ဆအဆအဦးကိုထပ်ဖြိုရှာဖို့ဆိုတာမလွယ်ကူဘူးလို့ထောက်ပြပါဗျ။ Great Wall Hotel ရဲ့ကာလန်တစ်ဖက်ချမ်းမှာဖုန်ကြီးကျောင်းနဲ့လူနေအိမ်တွေရှိတာကြောင့်အဆအဦးကိုဖြိုရှာတဲ့အခါအပြက်အစည်းတွေကကာလန်ကိုကြော်ပြီးတစ်ဖက်ကလူနေအိမ်တွေကို ထိခိုက်စေနိုင်တယ်လို့သူကဆိုပါဗျ။အကုံလုံးကငလင်တန်ခံထားရတယ်ဖြိုရှားတာလွဲလျှော်ရင်တခြားအသက်တွေပါထိခိုက်သွားနိုင်တယ်လို့သူကရှင်းပြထားပါတယ် ဒါပေမဲ့တပတ်ပြည့်တဲ့ဧပြီလ၄ရက်မှာတော့ Great Hall Hotel ကိုရှောက်ဖွဲ့ရင်းနဲ့ရှင်းလင်းရေးတွေဆက်လုပ်နေပြီလို့ပိတ်မိသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ပိတ်မိတဲ့သူတွေထဲကအသက်90အရွယ်တက်ကြီးပိုင်းအမျိုးသမီးတဦးကိုဧပြီလ၄ရက်မနေ့ပိုင်းမှာပဲအသက်ရှင်လျက်ကဲထုတ်ထားနိုင်တယ်လို့မိသားစုဝင်တဦးကပြောပါတယ်။ဆေးရုံအရေးပေါ်အခန်းမှာကူတာပေးနေတယ်။မိသားစုဝင်တွေတော့တွေးခွင့်မပေးသေးဘူးလို့သူကဆိုပါတယ်။ ဒါအပြင်နောက်ထပ်အသက်ရှင်ကျန်တဲ့အမျိုးသမီးတဦးကိုလည်းရှာဖွေတွေ့ရှိထားပြီးပိတ်မိနေတဲ့နေရာမှာပဲအောက်ဆီဂျင်ပေးရင်ကုသမှုတရှိုးလုပ်ပေးနေတယ်လို့ကယ်ဆယ်ရေးလုပ်နေသူတဦးကပြောပါတယ်ငလင်းလုတ်ပြီးတပတ်ကြာအထိဂွေဝေါ်ဟိုတယ်ကနေကိုဝင်လျှောက်လာရှိတဲ့အမျိုးသမီးတဦးအပါအဝင်၃ဦးကယ်ထုတ်ထားနိုင်ပြီးရုပ်အလောင်းနှလောင်းရှာဖွေတွေ့ရှိထားတယ်လို့မြေပြင်ကကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါရယ် ဘရီဝါဟိုတယ်မှာအဆောက်အဦနှစ်ခုရှိပြီးအထက်၈ထပ်စီရှိပါတယ်။ငလင်ကြအဆောက်အဦတစ်ခုစီရဲ့အောက်ဆုံးနှစ်ထပ်ရေပင်ကြီးအတိုင်းမြေကြီးထဲပြိုကျကျဝင်ထားပါတယ်။နောက်အဆောက်အဦတစ်ခုရဲ့အောက်ဆုံးတုတ်တက်ကတော့တိမ်းဆောင်းပြီးကျဝင်ခဲ့တာဖြစ်ပါတယ်။ငလင်လောက်တာတပတ်ပြည့်တဲ့ဧပြီလ၄ရက်မှာတော့တုံးထက်အဆောက်အဦကိုရုရှားကယ်ဆယ်ရေးအဖွဲ့ကစတင်ဖြိုရှာခဲ့ပါတယ်။ မြေအောက်နှစ်ထပ်အထိကျိုးဝင်နေတဲ့အဆောက်အဦးကိုတော့တရုတ်ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ယူထားပြီးပိတ်မိနေတဲ့သူတွေအသက်ရှင်ကျန်တာရှိမရှိအတန်လိုင်းဆက်ပစ္စည်းတွေနဲ့ရှာဖွေပေးနေတယ်လို့မယင်းမာကပြောပါတယ်။ကယ်ဆယ်ပေးရင်လည်းကျေးဇူးတင်ရမှာပဲ။မကယ်ပေးရင်လည်းစိတ်ဆိုးစရာမရှိဘူး။အလောင်းမရဘဲနဲ့တော့ရက်လက်မလုံးနိုင်ဘူးလို့သူကပြောပါတယ်။ငလီကြောက်ပြိုကြခဲ့တဲ့မန္တလေးမြို့ရဲကနမဲကြီးအဆောက်အဦတရှို့မှာပဲကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိနေပြီး မျိုးတဲကလူနေရေးအများစုနဲ့တခြားအဆအဦးတွေမှာကယ်ဆယ်ရေးမလာလို့မထုတ်နိုင်သေးတဲ့အလောင်းတွေ ရှိနေတုံးပဲလို့မျိုးခန့်တွေကပြောပါတယ်။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကတော့မန္တလေးမြို့မှာပြိုကျခဲ့တဲ့ Skyfella Condo နဲ့ Golden Cafe Hotel အပါအဝင်ဘာသာရေးအဆအဦး၅ခုထပ်မင်းင်းမှာကယ်ဆယ်ရှင်းလင်းရေးတွေဆက်လုပ်နေတယ်လို့တပ်ပုံတွေနဲ့အတူဧပြီလ၄ရက်မှာထုတ်ပြန်ထားပါတယ်။မြို့ကတရှိုးရဲ့လူမှုကွန်ရက်အကောင့်တွေမှာတော့ ကြိုကြပိတ်နေတည်ဆုံးနေတဲ့အလောင်းတွေကနေအနံ့တွေထွက်လာတာကြောင့်အနီးပတ်ဝန်းကျင်ကသူတွေနေလို့မရဖြစ်နေတယ်လို့យေတာထားကြပါတယ်။ပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်ဖို့နဲ့အပြတ်အစည်းပုံတွေကိုရှင်းလင်းဖို့ကယ်ဆယ်ရေးပစ္စည်းတွေကမလုံလောက်ဘူးလို့ BBC မေးမြန်းခဲ့တဲ့လူမှုကွန်ရက်အဖွဲ့သုံးဖွဲ့ထက်မနည်းကပြောထားပါတယ်။နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေစီမံပါလာတဲ့စက်ပစ္စည်းကိရိယာတွေကိုပဲအားကိုးနေရတယ်လို့ကယ်ဆယ်ရေးလုပ်နေသူတွေကဖွင့်ပြောပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေလည်းအကန့်အသတ်ရှိနိုင်တယ်။အတုံးများတဲ့ပစ္စည်းမျိုးပဲပါလာကြတယ်။ပစ္စည်းတစ်ခုလိုတိုင်းအဆင်သင့်မရှိဘူးလို့အဖွဲ့ဝင်တအူးကပြောပါတယ်။ပစ္စည်းကရိယာလိုတိုင်းအချိန်ယူပြီးရှာနေရတော့ပိတ်မိနေသူတွေကိုအရေးပေါ်ကယ်ဆယ်ရမယ့်အချိန်တွေမှာပဲအဲ့ဒီသူတွေအတွက် အသက်ရှင်ဖို့အခွင့်အလမ်းပုံနေသွားတယ်လို့ကယ်ဆယ်ရေးလုပ်နေသူတအိုးကဆိုပါတယ်။မန္တလေးမှာငလင်တန်ကျောင်းနယ်မြေကြီးပြီး Skyfeller Control နဲ့ Hotel Ceylon ထက်မနည်း အခြားလူနေအိမ်၁၀နဲ့ရှိပြိုကျပျက်စီးခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။မတ်လ၂၈ရက်ကပြင်ရအဆင့်ခွန်တသမခွန်မကနီကျူးအင်အားအလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့အဲ့ဒီငလင်ကြောင့်တေဆုံးသူ၃၁၄၅ဦးအထိရှိလာပြီဖြစ်ပါတယ်။မန္တလေးတိုင်းထဲမှာ၂၀53ဦးနဲ့ငလင်ကြောင့်တေဆုံးသူအများဆုံးဒေသဖြစ်ခဲ့ပါတယ်။မန္တလေးတိုင်းထဲကမှမရပူရမြို့နယ်မှာ၃၁၁ဦးနဲ့အများဆုံးတေဆုံးခဲ့က ျော့ပွဲမှာတော့233ဦးသေဆုံးခဲ့ပြီးတခြားမြို့နယ်တွေမှာသေဆုံးသူ1500ကျော်ရှိခဲ့ပါတယ်။ Yeah